မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ10ရက်နေ့ညနေပိုင်းကရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိမ့်တိုက်ပွဲသတင်းအရောကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမ်းမြန်ချေးရွာအနီးတိုက်ပွဲတွေမှာစစ်ကောင်စီနဲ့ပြည်သူ့စစ်တေတပ်ဆွဲရာကင်းစခန်းနှစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့က ိမ့်ပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိမ့်အကြမ်းဖက်စစ်ကောင်စီတပ်က KIA သိမ့်ပိုက်ထားတဲ့နယ်မြေတွေကိုပြန်ရဖို့ဥတည်နေပြီးတော့ဝိုင်းမော်မြို့နယ်လမ်းမြန်ရွာဘက်မှာထိုးစစ်ဆင်လာတို့တိုက်ပွဲတွေဖြစ်ပွားနေပြီးဒီကနေ့အော်တိုဘားလ၈ရက်နေ့မနက်မှာတော့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။ဒီမနက်6နာရီကနေတိုက်ပွဲအကြီးအကျယ်ဖြစ်နေတာဝိုင်းမော်အထွက်ပေါ့လမ်းမြန်ရွာဘက်မှာပဲလက်ရှိအခြေအနေကလည်းတိုက်ပွဲကပြင်းထန်နေသေးပဲအခုကလက်နက်ကြီးတွေနဲ့တောက်လျှောက်ထုနေတယ်လို့ကချင်စီရေးသတင်းရင်းမြစ်ကပြောပါရယ်ဝိုင်းမော်မျိုးကစီရေးသတင်းရင်းမြစ်တအုပ်ကလည်း ီကနေ့မနေ့အစောကြီးတုန်းကတိုက်ပွဲတော်တော်ပြင်းထန်နေပါတယ်စစ်တပ်ဘက်ကလက်နက်ကြီးတွေညာကလေးကပြစ်နေတာပြစ်လိုက်နားလိုက်နဲ့ချနေတာပဲဒီမနေ့မှာတော့စစ်တပ်နဲ့မင်းစေတပ်ပြည်သူ့စစ်အဖွဲ့တို့ပူးပေါင်းပြီးတော့ထိုင်ထားတဲ့စခန်းနှစ်ခုကို KIA ကသိမ်းပိုက်လိုက်ပါတယ်လို့ပြောပြထားပါတယ်လက်မြန်ရွာဟာ KIA ကထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်စစ်ကောင်စီကဩဂတ်စ်လနှောင်းပိုင်းမှာ ြေကြီးနာမျိုးကနေတဆင်ဆွေကြောင်းတွေဝင်လာပြီးတော့တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီအချိန်ကလေးကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စက်တမလာတဲကတိုက်ပွဲမှာလဲစစ်ကောင်စီရဲ့ရှေ့တန်းစခန်းတစ်ခုကို KIA နဲ့ KPD ရဲ့ပူးပေါင်းတပ်ဖွဲ့ကသိမ်းယူခဲ့တယ်လို့သိရပါတယ်လမ်းမြန်ဒေသကစစ်ကောင်စီပူးပေါင်းတပ်ဆွဲရာကင်းစခန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တာကို KIA သတင်းရင်းမြစ်ကအတည်ပြုထားပါတယ်ဒါပေမဲ့ထိခိုက်ကြဆုံးတဲ့အခြေအနေတွေလက်ရှိစစ်ရေးအခြေအနေတွေကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ် KIA သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ပြီးခဲ့တဲ့ရက်ပိုင်းသတင်းဖော်ပြချက်မှာလဲစစ်ခွေးတပ်ဟာအော်တိုဘားလာ 3ရက်နဲ့4ရက်နေ့တွေမှာခလိုက်ရ58တိုင်ရင်းနဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်တွေကလမ်းမြန်ဒေသဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေတောက်လျှောက်လုံဆောင်နေတယ်လို့အသိပေးထားပါတယ်။စက်တမ်ဘာလဇန်ပိုင်းကဝိုင်းမော်တိုက်ပွဲမှာလုံခြုံရေးအဖွဲ့နဲ့အတူရှေ့တန်းစခန်းကိုတွားရောက်စစ်ဆေးခဲ့တဲ့ချင်းမြန်တိုင်ရင်ခမရ318တိုင်ရင်မှုဟာ KIA KBDF ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်။ ခါမာယ318တက်ရဲဟာတနိုင်းမြို့မှာအခြေစိုက်ပြီးတော့လက်ရှိမှာဝိုင်းဝံမြို့နယ်တဲကိုရောက်ရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်လနှောင်းပိုင်းကတိုက်ပွဲမှာလဲစစ်ကောင်စီဘက်ကဗိုလ်ကြီးတအုပ်တေဆုံးခဲ့ပြီးတော့စစ်တုံးမှန်တချို့ကို KIA နဲ့ KPDF ကဖမ်းဆီးရမိခဲ့ကြအောင်တရင်ရရှိပါတယ်ခမောင်းဆလာပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်လေးကေကောမြို့တဲမှာနေ့စဉ်တိုက်ပွဲပြင်းထန်နေပြီးတော့စစ်သား150ကျော်တေဆုံးတာလက်နက်နဲ့အလင်းဝင်ရောက်သူများလည်းရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တဘာလ27ရက်နေ့ကစတင်ပြီးတော့ မြောက်ရီမြို့နယ်လေးကေကောမြို့တစ်ဘက်ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနှီးပညာမြင့် drone များမေဆိုင်ဒုံးကြီးများလက်နက်ကြီးပစ်ကူအမြောက်အများကိုအသုံးပြုကလေးကေကောမြို့မြောက်ဘက်နယ်အရှိမြောက်ဘက်မှာရှိတဲ့မဲထော်တလေးဗဟိကလောထီးမဲဝါခီလမ်းကြောင်းတို့ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်ခွဲစစ်ကြောင်းများကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးသူ150ကျော်ဒေဆုံးက Justice Soldier တပ်ဖွဲ့ကရဲဘော်တအူးမြင်းမြတ်စွာအသက်ပေးခဲ့ရကြောင်းနဲ့၄ဦးဒဏ်ရာရရှိခဲ့တယ် ယ်လို့ပြောပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတဲ့စစ်သားအများအပြားရှိနေပြီးတော့စစ်မှုထမ်းတပ်သားများကိုအင်အားထပ်ဖြည့်ကာဆက်လက်ပို့ဆောင်နေတဲ့အတွက်ကြောင့်၄ကီကောမြို့တည်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးစစ်ကြောင်းတွေက BGF အကူအညီနဲ့တက်လာနေတာတော်လိုင်းရဲ့ဘက်ကစခန်းနေရာတချို့ကနေနောက်ပြန်ဆုတ်ရတာတွေရှိတယ်စစ်တပ်ကတော့စစ်မှုထမ်းတပ်သားတက်တွေတက်လာလိုက်ပေသွားလိုက်နောက်ထပ်အင်အားတွေထပ်ဖြစ်လိုက်တက်လာလိုက်ပဲ လူလိုင်းတွေကိုထိုးစစ်ဆင်နေတဲ့သဘောလို့ပြောလို့ရတယ်လို့ကရင်စီရေးသတင်းရင်းမြစ်ကပြောပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းများကို KNU KNL ဗျူဟာအမတ်30နဲ့ဂျတိနဲ့စစ်ကြောင်း Cobra စစ်ကြောင်း Venom စစ်ကြောင်းနဲ့ Justic Soldier စစ်ကြောင်းများပူးပေါင်းကတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကပြည်သူများကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးကစစ်မှုထမ်းတပ်သားအဖြစ်စုဆောင်းပြီးတော့ရှေ့တန်းစစ်မြေပြင်များမှာမူရဲစေးဝါးတွေကျွေးပြီးတော့အသေးခံတိုက်ခိုက်ခန်းနေတယ်လို့သိရပါတယ်။ဒါကြောင့်ရှေ့တန်းတိုက်ပွဲများမှာတေဆုံးသူအများစုဟာ စစ်ဗိုလ်တန်းတပ်သားများပင်ဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုဆန့်ကျင်ပြီးတော့အလင်းဝင်ရောက်ကြပါရန်နဲ့အခုလိုအလင်းဝင်ရောက်လာသူများကိုလည်းအစင်အမြဲတမ်းနှွေးထွေးစွာကြိုးစုံလျက်ရှိတယ်လို့စစ်တပ်နဲ့စစ်ကြောင်းကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အဘိတ်တရင်ကတော့ရန်ကုန်မြို့ Beautyland Hotel အခန်းအမှတ်900နှစ်မှာအသက်20ကျော်အမျိုးသမီးကိုအပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့တတ်ဖြတ်သူကိုရဲတပ်ဖွဲ့ကဖမ်းဆီးရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ6ရက်နေ့မနက်ပိုင်းမှာဗဘဲတန်းမြို့နယ်အမှတ်17ရပ်ကွက်32လမ်းအထက်ပလောက် Beautyland Hotel အခန်းအမှတ်900နှစ်မှာအမျိုးသမီးတအုပ်ကိုအပိုင်းပိုင်းခုတ်ထစ်တတ်ဖြတ်သွားပြီးတော့အလောင်းကိုအမှတ်အိတ်အပြာနဲ့ထုတ်ပိုးဆုံးဖြတ်ထားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအမှုအတော်အမျိုးသမီးကိုတတ်ဖြတ်ခဲ့တဲ့တရားခမ်းလို့ တန်တရားရှိခံရသူအမျိုးသားကိုမနေ့ကအော်တိုဘားလ9ရက်နေ့မနက်ပိုင်းမှာရဲတပ်ဖွဲ့ကဖမ်းဆီးရရှိပြီးတော့စစ်ဆင်းမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။တပ်ဖြတ်သူကတော့ဝန်ခံထားပြီလို့ပြောတယ်။သူကတာဂီတာမြို့နယ်9ရက်ကွက်မှာနေတာပါ။မနေ့ကမနက်ပိုင်းမှာတရားခဏ်ကိုရဲအင်အားအလုံးရင်းနဲ့သူ့ရဲ့နေအိမ်မှာဝန်ဖမ်းပါတယ်။တိုင်းအစင်းကဝန်ဖမ်းတာပါ။ပြီးတော့ရက်ကွက်ရုံးကိုခေါ်တယ်။အဲဒီကမှတဆင့်ရဲတွေခေါ်သွားပါတယ်။သူတက်တယ်ဆိုတာကိုလည်းဝန်ခံထားတယ်လို့ပြောတယ်အသေးစိတ်ကိုတော့တရင်ထုတ်ပြန်မှာပဲတေချာသိမယ်လို့ရဲတပ်ဖွဲ့နဲ့နှိစက်တဲ့တရင်အေးမိကပြောကြားထားပါဗျာ ၎င်းတက်ဖြတ်တဲ့သူဟာအသက်ခံရသူအမျိုးသမီးနဲ့အွန်လိုင်းပေါ်ကနေတွေ့ဆုံခဲ့ကြပြီးတော့အခန်းထဲမှာချင်းဆိုပြီးအတူတူနေခဲ့ကြတယ်လို့ပြောပါတယ်။အဲ့ဒီနောက်အမျိုးသားကအမျိုးသမီးကိုအစည်းအဝေးတကြတက်ဖြတ်ခဲ့တယ်လို့ပြောပါတယ်။တက်ဖြတ်တဲ့သူဟာလူသက်ကားများကိုနှစ်ချိုက်စွာကြိရှိသူတအုပ်ဖြစ်ပြီးတော့စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေတယ်လို့ယူဆရကမူးယစ်စေးဝါးလဲတုံးဆွဲတယ်လို့ယူဆရကြောင်းသိရပါတယ်။ အသက်ခံသူအမျိုးသမီးဟာနတ်တလင်းကဖြစ်ပြီးတော့အဲ့ဒီဟိုတယ်မှာပဲနေထိုင်တာဟာအချိန်အနည်းငယ်ကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်ထိရဲကအမှုကိုဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီးတော့တရင်ထုတ်ပြန်ခြင်းမရှိသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထိခိဒေသကိုအချက်မဲ့စစ်တပ်က112လေးရင်နဲ့120မမဘုံဒီ40ကျော်ကျဲချတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘားလ၈ရက်နေ့မနက်9:30မိနစ်ခန့်ကစတင်ပြီးတော့ထီးမို့ပွားဒေသ မဲသမီးခီခီခီကြီးွာအတွင်းကိုအချမ်းပတ်စစ်တပ်က112လေးရင်နဲ့120မမဘုံဒီ40ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချမ်းပတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူပိုင်းနေအိမ်များပျက်စီးများနဲ့ကြီးွာအတွင်းမှာရှိတဲ့အဆောက်အဦးတချို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ လက်တလုံးမှာစစ်တပ်ကလေရင်နဲ့ဘုံများကျဲချနေတဲ့အတွက်ပြည်သူအယောက်300ကျော်ဟာထိုင်းမြန်မာနယ်စပ်ဂိတ်အနီးကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ထိုင်းစစ်တပ်ကလည်းနယ်စပ်ဂိတ်မှာလုံခြုံရေးအသင့်အနေအထားနဲ့ရှိနေပြီးတော့မြန်မာစစ်ပေးရှောင်ပြည်သူများကိုထိုင်းဘက်ချမ်းကိုဝင်ခွင့်မပေးသေးဘူးလို့ပြောပါတယ်။ပြေးတဲ့သူတွေကတော့ထိုင်းမြန်မာနယ်စပ်ဂိတ်အထိပြေးကြတာ ထိုင်းဘက်ကတော့အခြေအနေစောင့်ကြည့်နေတယ်ဝင်းကွင်းတော့မပေးသေးဘူးလို့သိရတယ်တချို့လဲတောထဲမှာရှောင်နေကြတယ်မြေပြင်စစ်ကြောင်းကတော့ထိုးနေပေမဲ့ရောက်မလာသေးဘူးလေရင်နဲ့ဘုံကျဲလို့ပြေးလာရတာလို့ကရင်စစ်ရေးသတင်းအင်းမြစ်ကပြောပါတယ် KNL နဲ့ PDF ပူးပေါင်းတပ်များကအေဘီလာနဲ့ဇွန်လာအတွင်းမှာဒဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာရှိတယ်ထိခဗျူဟာစကန်ထိခီစစ်စကန်ဘော်ဒီစစ်စကန်နဲ့ငရန်နီစကန်ဒုခစကန်အပါအဝင်စုစုပေါင်းစစ်တပ်စကန်၅ခုကိုတိမ့်ပိုက်ခဲ့တယ်လို့သိရပါတယ် လက်တလောတနင်္သာရီတိုင်းဒဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာနေအိမ်အောင်စခန်းတစ်ခုသာကျန်ရှိပြီးတော့အဲ့ဒီစခန်းဟာလဲစစ်သားအယောက်30နဲ့50ကြားသာရှိတဲ့စစ်တပ်စခန်းတစ်ခုသာဖြစ်တယ်လို့သိရပါဗါရီအဲ့ဒီစခန်းကိုတိမ့်ပိုက်ရရှိပါကဒဝဲခရိုင်အတွင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကတိမ့်ပိုက်ရရှိမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မိုင်းခေါရွာတာလုံရက်ွက်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့အော်တိုဘားလ၈ရက်နေ့မနက်7:05မိနစ်အချိန်မှာကြောင်မဲမြို့နယ်မိုင်းကောင်မြို့ကိုစစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲချသွားပြီးတော့ဘုံကျဲမှုဟာနှစ်ချိန်လာရောက်ကျဲချသွားခြင်းဖြစ်ပြီးရဲစခန်းနဲ့အထက်တားလုံးရက်ွက်ကိုဘုံကျဲသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီမနက်လာကျဲတာကအထက်တားလုံးရက်ွက်နဲ့ရဲစခန်းဘက်ကိုကျဲသွားတယ်လို့ပြောတယ်။အထူးကြိုက်တော့မသိရသေးဘူးလို့မိုင်းကောင်မြို့ကဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားလာပါတယ်။အလားတူပဲအော်တိုဘားလ၅ရက်နေ့တနင်္သာရီတိုင်း ်တရချောင်းမြို့နယ်တောင်ပြောက်တိုက်နယ်တဲချောင်းကြီးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာအရသာပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်နှလုံးပြက်စီးခဲ့တယ်လို့ KNU ဗိတ်တော်ဝဲခရိုင်ကထုတ်ပြန်ထားပါတယ်အော်တိုဘားလ9ရက်နေ့ညနေ၄နာရီခွဲအချိန်မှာစစ်တပ်ကတဲချောင်းကြီးကျေးရွာကိုလေရင်နဲ့ဘုံကျဲချခဲ့ခြင်းဖြစ်ပြီးရွာလေကိုဘုံကျရောက်ပောက်ကွဲတဲ့အတွက်အသက်62နှစ်အရွယ်ဒေါ်ချင်းအေး ်အသက်50အရွယ်ဒေါ်မောင်မအသက်10နှစ်အရွယ်မတ်တီရီနိုင်နဲ့အသက်58နှစ်အရွယ်ဦးစိုးတို့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စက်တင်ဘာလ30ရက်နေ့ကလည်းစစ်တပ်ကတရချောင်းမြို့နယ်ကြောက်လီကကြေးရွာကနေအိမ်83လုံးကိုမီးရှို့ဖျက်ဆီးသွားတယ်လို့သိရပါဗျ။စစ်တပ်ကတနင်္လာရနေ့တိုင်းဒဝဲခရိုင်တရချောင်းမြို့နယ်ကိုလေးချောင်းနဲ့မြေပြင်စစ်ချောင်းများနဲ့ပါထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မိုင်းကုန်းမြို့မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲတဲ့အတွာပြည်သူနှအုပ်တေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့အော်တိုဘားလ၈ရက်နေ့မနက်၁၇:၅မိနစ်အချိန်မှာမိုင်းငုံမြို့မန်လုံရက်ကွက်ရဲစခန်းရှိကိုစစ်တပ်ကလေရင်နဲ့ပေါင်250ဘုံနှလုံးဈေးရက်ကွက်မှာရော့ကတ်ဘုံနှလုံးတာလုံရက်ကွက်မှာရော့ကတ်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာအသက်50အရွယ်ရှိတဲ့ဒေါ်လာကြီးနဲ့အသက်56နှစ်အရွယ်ဥရွှေဟုံးတို့ထိမှန်ပြီးတော့တေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အသက်16နှစ်အရွယ်မထွေးထွေးအောင်နဲ့အသက်50အရွယ်ဥတီမောင်အေးတို့ထိမှန်တန်းရရှိခဲ့ပြီးတော့ပြည်သူလူထုတွေရဲ့နေအိမ်ရှစ်လုံးလဲထိမှန်ပြတ်စည်းသွားတယ်လို့သိရပါတယ်။ သေဆုံးသွားတာကလင်မယား2ဦးလို့သိရတယ်အခုတော့မိုင်းငုံမှာလည်းပြည်သူတွေစစ်ရှောင်ကုန်ကြပြီလို့ TNL သတင်းရင်းမြစ်ကပြောပါတယ်အလားတူပဲသခိုင်းတိုင်းစာလင်းကြီးမြို့နယ်ကြားတက်ရွာမှာလည်းမနေ့ကအော်တိုဘားလ9ရက်နေ့ကစစ်တပ်ကလေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့တဲ့အတွက်ပြည်သူတအုပ်သေဆုံးခဲ့ကြောင်းဒေသခံပြည်သူများထံကသိရပါတယ် စစ်တပ်ကစာလင်းကြီးမြို့နယ်မှာ Jet Fighter အပါအဝင် Gyrocopter များနဲ့ပါဘုံကျဲချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလေကြောင်းတိုက်ခတ်မှုများဟာဒရုန်းလေတပ်နဲ့မုံရမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ Jet Fighter အပါအဝင် Gyrocopter များဖြစ်တယ်လို့သိရပါတယ်။ကြားတက်ရွာထိတ်စီဆိုင်ကိုဘုံကျဲချလို့အမျိုးသမီးတအူးတေဆုံးပါတယ်။တအူးတန်ရရတယ်လို့ဒေသခံပြည်သူတအူးကအတည်ပြုပြောကြားထားပါတယ်။ ။စာလင်ကြီးမြို့နယ်ကြားတက်ကြီးရွာဟာပြည်သူကာကွယ်ရေးတပ်များစုံမထားတဲ့နေရာတစ်ခုဖြစ်ပြီးတော့လမ်းပန်းဆက်သွယ်ရေးအရာအချက်အချာကြားတဲ့ကြီးရွာတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲတနင်္သာရီတိုင်းပလောမြို့နယ်မင်းပြင်းရွာမှာလည်းအကြမ်းဖက်စစ်တပ်ကကြီးရွာတွေကိုတပ်ဆွဲပြီးတော့နေအိမ်များကိုဇက်တိုက်မိရှုံနေကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါတယ်။အော်တိုဘားလ6ရက်နေ့နဲ့9ရက်နေ့တွေမှာပလောမြို့နယ်မင်းပြင်းရွာမှာတပ်ဆွဲထားတဲ့စစ်ခွေးများဟာကြီးရွာတွင်းမှာရှိတဲ့နေအိမ်များကိုဇက်တိုက်မိရှုံဖျက်ဆီးနေတယ်လို့ပြောပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်နေအများအပြားမီးလောင်ပြကျခဲ့ရပြီးတော့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်ကြီးပါနေပြည်သူများဟာ အကြမ်းဖက်စစ်ခွေးစစ်ကြောင်းများဝင်ရောက်လာတဲ့စက်တမာလကစပြီးတော့လက်ရှိအချိန်ထိဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။မင်းမြင်ရွာကစစ်ခွေးတွေတပ်ဆွဲထားပြီးတော့ရွာတွေကနေအိမ်တွေကိုဇက်တိုက်မိရှုံနေတာပါ။ပြည်သူတွေလည်းဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတော့မယ်။ဒေသခံပြည်သူတွေကတိုက်ပွဲဆဖြစ်တဲ့စက်တမာလကလေးကတိမ်းရှောင်နေရတာအခုထိပြေးနေရတော့မယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ